ဆိုးဝါးစွာပြည့်စည်စေတဲ့နျူကလ িয়ার အစီအစဉ်ကိုတည်ဆောက်ခဲ့ခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့ယူမန်ချက်မှာအီရန်ရဲ့နျူကလ িয়ার တပ်ဆင်နိုင်စွမ်းကိုဖျက်ဆီးပြဖို့ဖြစ်တယ်ကမ္ဘာပေါ်မှာနံပါတ်1နိုင်ငံကမ္ဘာခရပြုတဲ့နျူကလ িয়ার ချိန်ချမှုကိုအဆုံးတောက်ဖို့ဖြစ်တယ်ဒီနေ့ညမှာတော့ဒီတိုက်ခတ်မှုတွေကအမကန်းစစ်ရေးအောင်မြင်မှုတစ်ခုလို့ကမ္ဘာကိုပြနိုင်ပါပြီအီရန်ရဲ့အရေးကြီးဆုံးနျူကလ িয়ার တပ်ဆင်ရေးစေုံတွေလုံးလုံးပျက်စီးခဲ့ပြီဖြစ်တယ်ရှေ့လက်ပိုင်းဗိုလ်ချနေတဲ့အီရန်ကအခုအခါ ငြိမ်းချမ်းရေးကိုရွေးချယ်မှာဖြစ်တယ်။ယင်းတို့မဟုတ်ပါကအနာဂတ်တိုက်ခတ်မှုဟာပိုမိုကြီးကြီးမားလာပြီးတော့ကျွန်တော်တို့အတွက်ပိုးရုံးမှာလွယ်ကူစေမှာဖြစ်တယ်။အီရန်ကနစ်ပေါင်း40တိုက်တန်းအမေရိကန်အတွက်တည်ချင်းအီဇီအတွက်တည်ချင်းဆိုပြီးကြွေးကြော်ခဲ့တယ်။ငါတို့ပြည်သူတွေကိုတပ်ဖြတ်ဖြစ်တယ်။လက်မောင်းတွေကိုဘုံခွဲပြစ်တယ်၊ခြေထောက်တွေကိုလမ်းပိဘုံနဲ့ခွဲပြစ်တယ်။အဲ့ဒါကသူတို့ရဲ့ကျွမ်းကျင်တဲ့ထူးခြားချက်ပဲ။အမေရိကန်တသက်အသက်တထောင်ကျော်ဆုံးဆုံးခဲ့ရပြီးရှေးလယ်ပိုင်းနဲ့ကမ္ဘာတဝန်းမှာတိုင်းနဲ့ကြည်ပြီးတော့တည်ခဲ့ရတယ်။ အီရန်ရဲ့မော်တီမူရဲ့ဒိုက်ရိုက်ရလာဖြစ်တယ်အထူးသဖြင့်၎င်းတို့ရဲ့ဗိုလ်ချုပ်ကြီးကာဆင်ဆိုလမန်နီမှာလူများစွာကိုတပ်ဖြစ်ခဲ့တယ်ဒါကိုဆက်မလုပ်ဖို့ဆုံးဖြတ်ခဲ့တာကြာပါပြီဝန်ကြီးချုပ်ဘီဘီနာတန်ယာဟူကိုအထူးကျေးဇူးတင်ရှိပါတယ်ဂုဏ်ပြုချင်ပါတယ်ကျွန်တော်ကအဖွဲ့တစ်ခုအနေနဲ့အတူတကလှုပ်ဆောင်ခဲ့တယ်ရခင်ကဒီလိုမျိုးအတူတကလှုပ်ဆောင်တဲ့အဖွဲ့မျိုးမရှိခဲ့ပါဘူးဣဇရဲနိုင်ငံအတွက်ဒီကြောက်စရာကောင်းတဲ့ချင်းချောက်မှုကိုဖျက်ဆီးမှကြီးကြီးမားမားတိုးတက်မှုတွေလုပ်ခဲ့ရပါတယ် သူတို့လှုပ်ဆောင်ခဲ့တဲ့အကောင်းဆုံးအလုပ်တွေအတွက်ဣဇရေလစစ်တပ်ကိုကျေးဇူးတင်ချင်တင်ချင်ပါတယ်။အရေးအကြီးဆုံးကတော့အမျိုးအမေရိကန်မျိုးချစ်စိတ်ကိုဂုဏ်ပြုချင်ပါတယ်။ဒီညမယုံနိုင်စရာလေးရင်ကိုပြန်တန်းခဲ့သူအမေရိကန်စစ်တပ်တစ်ခုလုံးဆယ်စုနှစ်များစွာအတွင်းကဘာကမမြင်ဘူးတဲ့အရာခဲတို့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်။ငါတို့စစ်တပ်ကိုဒီနေ့နဲ့ထပ်ပြီးတုံ့မလို့တော့ဘူးလို့မျှော်လင့်ပါတယ်။ဘိုဂျုတ်တန်ရိုင်ဆန်ကိန်းကိုလည်းသူဂုဏ်ပြုချင်ပါတယ်။ သူကကြည်ကြက်ခံရတဲ့ဗိုလ်ချုပ်ကြီးပါဒီတက်ခတ်မှုကိုစီစဉ်ပေးခဲ့တဲ့ထက်မြက်တဲ့တပ်မတော်သားအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီဟာကဆက်မဖြစ်နိုင်ဘူးလို့ပြောရမယ်ငြိမ်းချမ်းမှုရှိရမယ်ဒါမှမဟုတ်အီရန်အတွက်ပြီးခဲ့တဲ့ရှစ်ရက်အတွင်းကျွန်တော်တွေ့ခဲ့ရတဲ့အရာတွေထက်ပိုဆိုးတဲ့ကြေကွဲစရာတွေဖြစ်လာလိမ့်မယ်ပြစ်မှတ်များစွာကြံနေသေးတာကိုတတိယပါဒီနေ့ညပြစ်မှတ်ကသူတို့အားလုံးထက်မှအခက်ခဲဆုံးပါပဲတေပြောက်အများဆုံးဖြစ်နိုင်တယ်ဒါပေမဲ့ငြိမ်းချမ်းရေးကမြန်မြန်မရောက်ရင်ကျွန်တော်တို့ကသူပြစ်မှတ်တွေကိုတီးကြမှု အရှိဟုံနဲ့ကြွန့်ကြွန့်မှုနဲ့လိုက်ပွားသွားမှာဖြစ်တယ်။ကောင်းတို့ထဲမှာအများစုကမိနစ်ပိုင်းအတွင်းပြက်စီးနိုင်တယ်။ဒီညငါတို့လိုခက်တာတွေကိုလုံနိုင်တဲ့ကမ္ဘာမှာဒီတခြားစစ်တပ်တွေမရှိပါဘူး။မကြသေးမီကဖြစ်ပျက်ခဲ့တဲ့အရာတွေကိုစစ်တပ်ကစွန့်ဆောင်နိုင်စွမ်းရှိခဲ့ပါတယ်။နှစ်ဖက်မှာဗိုလ်ချုပ်ကြီးကိန်းနဲ့ကာကွယ်ရေးဝန်ကြီးပီပင်နဂုံစစ်စစ်တနာချုပ်မှာနနက်စစ်နိုင်ဒင်းနာစစ်လေးမပြုလုပ်မှာဖြစ်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။အထူးသဖြင့်ဘုရားတခင်ကိုအထူးကျေးဇူးတင်ရှိပါတယ်။ပြောချင်တာက ငါတို့ဟာတင်တို့ကိုချစ်တဲ့ဘုရားသခင်ငါတို့တပ်တော်ကြီးကိုချစ်တယ်သူတို့ကိုကောက်ွယ်ပါရှေ့လက်ပိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအစ္စရေလမျိုးကိုဘုရားသခင်ကောင်းချီးပေးပါစေပြီးတော့ဘုရားသခင်ကအမေရိကကိုကောင်းချီးပေးပါစေကျေးဇူးအများကြီးတင်ပါတယ် Israel and God bless America thank you very much thank you